တော်တာရှင်များမင်္ဂလာပါရှင်ကျမက KK Refor Channel မှာစာဖတ်သူခိုင်းဖြစ်ပါတယ်ဒီနေ့ဖတ်ပြဖို့ပေးဖို့ခံထားရတဲ့ဝိထုလေးကစာရေးဆရာ မောင်တုံညအကြောင်းဆရာရဲ့နှွေဤရုပ်ရှင်ဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ကျမနဲ့အတူလိုက်ပါခန်းစားကြရအောင်နော်မောင်ကျော်သည်မနက်ဖြန်အလုပ်ပိတ်သည်ဆိုလျင်နောက်ကျမှအိတ်သဖြင့်အိယာထလဲနောက်ကျတတ်၏အိယာကနိုးနိုးချင်း ဓပူးထဲမှရင်တွေးကိုဝါးဖြင့်လှုပ်ထားသောခွက်ထဲသို့ထည့်၍မှုတ်တောက်နေ၏ရင်တွေးကိုတောက်နေစဉ်အုတ်အောငှက်၏အုတ်အောအုတ်အောဟူသောအတန်ကိုကြားလိုက်ရသောအခါမောင်ကျော်သည် သူဖြစ်ခြင်းသည့်ဒရိုက်တာတယောက်၏စိတ်ကူးထဲအားအတိုင်းအတွေးပုံဖော်နေ၏ရင်ခတ်နှင်းစီပဒေါ့စသောပညာနှင့် လေပြေလေနုလေပူများသည်သူ့နေရာနှင့်သူဆွမ်းဆောင်ရင်း နွေရဲ့အလှကိုပြတာနေတော့မည်ဟုထင်မိ၏။မောင်ကျော်၏အိမ်ရဲ့ရှေ့တွင်လက်ပံပင်တပင်ရှိ၏။ထိုအပင်ဤအောက်ခြေနားတွင်လူအများအနားယူဖို့ရာအတွက်ခုံတန်းကလေးလှုပ်ထား၏။လမ်းခရီး၌ရေငတ်လျင်ဝင်ရောက်တောက်နိုင်အောင်ပင်စီတွင်တောက်တိုင်နှစ်တိုင်ကိုဝါရန်လေးဖြင့်ကန့်လက်ဖြတ်တင်ကာထိုအပေါ်၌ရေအိုးစင်တင်ထားပြီး လေ့စဉ်ရေဖြည့်ကရေချမ်းစင်အလှကို ပြုလုပ်ထား၏မောင်ကျော်မှာအစိုင်နှင့်ဦးလန်းချောင်းပြဒနာကြောင့်ဆရာဝန်ကတန့်ရှင်းသောအစားအသောက်များကိုသာစားသုံးရန်နှင့်ဆောင်းရန်ရှောင်းရန်အစားအစာတို့ကိုပါမှားကြားထား၍အစားအသောက်ကိုနေ့စဉ်ရွေးချယ်စားတော့ရ၏အစားအသောက်မှာအများသူကလိုလဲဖွဲ့ဖွဲ့ရရမစားတဲ့စား၍လည်းမရပေ အကျော်အဆက်တို့ကိုအဓိကရှောင်ရှားရသဖြင့်ခေကာလအနေထားအရာစားတောက်ဖို့ခက်ခဲပြန်၏စားတောက်သည့်အလုပ်သည် မောင်းကြော့အတွက်နေ့စဉ်စဉ်းစားစရာအလုပ်တစ်ခုလိုဖြစ်နေ၏ခဏအကြာလမ်းထိပ်ကဆိုင်တွင် တနေ့တာစားတောက်ဖို့ရန်အတွက်ဈေးသွားဝယ်တော့၏ဈေးဝယ်ပြီးပြန်အလာမောင်းကြော့၏အိမ်ရှိ လက်ပံပင်၏အရေးအောက်တွင်ထိုင်နေသောတားအဖနှစ်ယောက်ကိုတွေ့ရ၏ထိုတားအဖမှာမောင်းကြော်လာသည်ကိုဂယုမဆိုင်နိုင်ပဲကဘာတစ်ခုကိုနှစ်ယောက်ထဲနေကြသည့်အတိုင်းပြောဆိုနေကြ၏မောင်းကြော်မှာအိမ်တကားတော်ဖွင့်ရင်တကားမှမတွေ့ဘူးသောထိုတားအဖနှစ်ဦးကိုအကဲခတ်မိ၏ဖိုးထိုးရတ်တော့အဖေမောင်းကြွေးပါမယ်နော် မင်းမလဲရေတောက်အောင်ဖိုးထွန်းဆိုသောကလေးရေကွက်ကိုကင်ထားသောလက်သည်ခြေညာဖြင့်ပေးချမ်းကလက်သေးတွေမှလည်းရှေးနေ၏တားဖားနှစ်ယောက်ဖြစ်ဟန်တူ၏ပလင်းခွန်ဘူးခွန်အဆရှိသည်တို့ကိုပြန်ရောက်လို့ရသည်မကိုတွန်းလဲဖြင့်လိုက်ကောက်နေသည်ဝမ်းရည်အတွက်ရှာဖွေစားတော့သည့်ပုံစံကိုတွေ့ရပြီးထိုတားဖားနှစ်ဦး၏ပုံတံတန်းမှာနေလောင်သောအသားရည်နှင့် ခန့်နွမ်းနွားအဝတ်တို့ကိုဝစ်ဆင်ထားကသူတို့၏စင်ရဲ့ချင်းအတွင်ကို မဖော်ပြပဲသိနိုင်၏။မောင်ကျော်သည်အိမ်တကားကိုတော့ဖွင့်ပြီးဝဲလာသောဟင်းချက်စရာကို မချက်နိုင်သေးပဲ။ပူအိုက်သောຫນွေကြောင့်ရေတစ်ခွက်တောက်ခါကလထိုင်ပေါ်မှနားနေ၏။ထိုအခါအိမ်ရှိမှအဖေရလဲအတန်ချေဖြင့်ပြောတာကို ကြားလိုက်ရ၏။မောင်ကျော်သည်လက်ပံပင်တွင်ထိုင်နေကြသော တားဖားနှစ်ယောက်ထံဆက်ရောက်သွားကနားထောင်နေမိ၏မင်းကိုကျွေးမယ်ငါမေးတာအရင်ဖြေဖိုးထွန်းဆိုသောကလေးသည်နှကောင်းမှကြလာသောနှစ်ချေးကိုအင်ဂျီဖြင့်တုပ်လိုက်ပြီဒါဆိုလဲပြီးရောဖြေမယ်ကြီးလိုက်ပါလို့မှလဲလက်တုပ်ပြီးသားလက်ဖြင့်ပါဇက်ကိုကိုက်ရင်ကြီးလိုက်ရင်စာစူးစားရမယ်ဖေးနောက်ထပ်ကြံသေးတယ်တခုတည်းလားငါ့ကိုပြောပြစမ်း ဖိုးထွန်း၏အဖေစကားတံမှာအနှဲငယ်တင်းမာသွား၏နားတွင်ထိုးညက်ထားသောဆေးဘောလေးကိုယူပြီးမီးညှိဖို့မီးချစ်ကိုချစ်နေရင်သားကိုကြည့်လိုက်မီးချစ်ကိုကြည့်လိုက်လုံနေ၏ဖိုးထွန်းမှာခန္ဓာကိုယ်ကိုဘေးလိုက်ပင်ညာရိမ့်လျက်နှစ်ခြေတရှုံရှုံဖြင့်စဉ်းစားနေပြန်သည်မဟုတ်ကြတော့စားခြင်းနဲ့ဒါမျိုးကြမေ့တယ်ဟုတ်လားတိတ်ဆိတ်သွားကြပြန်၏ ခဏအကြာအဖေဘာဟိုပညာပညာတက်ဖြစ်အောင်လောက်ရမယ်မဟုတ်လားဒီလိုလှုပ်ဆမ်းမှာကွာဒါမှအဖေသားလာခဲ့ဒီမှာစားကြမယ်ဖိုးထွန်းဤအဖေသည်သူဤရင်ဘတ်ထဲကကျွကျွအိတ်ကိုထုတ်လိုက်၏ဖိုးထွန်းမှာမူဝမ်းသာ၍ခုံပေါက်နေ၏ကျွကျွအိတ်မှာချွေးတွေကြောင့်အနှဲငယ်ဆိုးနေသလိုဖြစ်နေ၏ ဖိုးထွန်း၏မျက်လုံးတွေသည် ကျွတ်ကျွတ်အိတ်ကိုသာစိုက်ကြည့်နေ၏ဖိုးထွန်း၏အဖေက ကျွတ်ကျွတ်အိတ်ကိုဆေးလိပ်ကင်ထားသောလက်ဖြင့်ဖြီးနေ၏ထို့နောက်အသားတို့ဟုဆိုနိုင်သောအကင်တို့ကိုထုတ်ခါပလတ်စတစ်အိတ်အသေးလေးမှ အချင်းရေကိုတို့ယူပြီးသားအဖနှစ်ယောက် အားရပါရစားနေလေတော့၏ဖိုးထွန်းမှာစီးကြနေသောနှာရည်များပါရောစားနေသလိုဖြစ်နေသည်ကိုတွေ့နေရ၏ တခါတလေမှနှက်ကိုဘဲလက်ဖြင့်တုပ်၏။မြဘက်လက်ကအစားအသောက်စားနေရ၍မအားနိုင်။ဖိုးထွန်း၏အဖေမှာသူ့သားဝါကိုအနှဲငယ်သာစား၍လက်ကိုပစိုးဖြင့်တုပ်ရင်းစေးဘောလေးကိုမိညီကသူ့ဤသားကို ပြုံး၍ကြည့်နေပြီး သူ့ဆောင်းထားသည့်အုတ်ထုံနှင့်ရက်ခတ်ပေးနေတာကို တွေ့ရပြန်၏။ဖိုးထွန်းကအဖေသားရီတောက်ချင်တယ်။ ဖိုးထုတ်အဖေသည်ရေကွက်ကိုယူရင်ရေခတ်ရာတွင်စေးပေါ်လေးဖွာလိုက်ရာစေးလေးဤပြားများရေအိုးထဲဝင်သွား၏ဖိုးထုတ်မှာလက်ကင်ထားသည့်ဘဲလက်နှင့်စီပင်နေသောညာဘက်လက်တို့ဖြင့်ခွက်ကိုကင်ဆောင်ကအချင်းရေနှင့်နှက်ချင်းများပေးချန်နေသောပါဇက်ထဲသို့မောတောက်လိုက်လေတော့၏ထို့နောက်ရေကွက်ပြန်ချပြီးသူ့အဖေကိုပြန်ပေးကအဖေ တားဒီနေ့အကင်စားရတာကောင်းနေဖိုးထွန်းဤအဖေမရေကွက်ကို ရေအိုးပေါ်ပြန်တင်ထားရင်တားကိုပြုံးကြည့်နေ၏မောင်ကျော်သည်တားအဖနှစ်ဦးပျော်ရွှင်နေသော ရုပ်တွင်ကိုဟန်ဆောင်မှုမပါခြင်းဖြင့်တွေ့မြင်ရသောအခါပျော်ရွှင်မှုဆိုတာပေရန်ဖြင့်တိုက်တာလို့မရသည်ကို တွေ့ရပြန်၏အကယ်ဒမီပင်ရနိုင်သည်ဟုထင်ရ၏ဖခင်ဖြစ်သူက တားကိုတွန်းလဲပေါ်သို့မ၍တင်လိုက်၏ဖိုးထွန်းကို နေပူရာတတစေရန်ကော့ကွက်အဟောင်းတစ်ခွက်ဖြင့်ခေါင်းကိုဆောင်းပေးထား၏ထို့နောက်အဖေဖြစ်သူကအုတ်ထုတ်ကိုခက်ငန်းငိုက်ဆောင်းပြီးပစိုးကိုတူတူဝိခာတွန်းလဲကိုတွန်းပြီးတာဖာနှစ်ယောက်တချင်းတကြောကြောဖြင့်ဟိကျွေးကထွက်သွားလေတော့၏မောင်ကျော်သည် အမိုက်ပုံးကန်၍အပြင်ထွက်လာသောအခါ ဘေးအိမ်မှဒေါ်သိန်းလဲအပြင်သွားဖို့ထွက်လာ၏ဒေါ်ဤဟိုသားဖားနှစ်ယောက်ကိုသိလားသိတာပေါ့ဟိုဘက်အချမ်းကပလုံးလိုက်ကောက်တဲ့သားအဖလေပလုံးကောက်တာကြားနေပြီလားကြားပြီနဲ့တူတယ်အဲ့ဒီကလေးတသက်တောင်ကြောနေပြီဒီနေ့မှဒီဘက်အပိုင်းလာကြတာထင်တယ်ဝမ်းပိုင်မကောင်းလို့အစားအသောက်ကိုကြည့်ကြစားရတော့မောင်းကြော်သည်ယခုအခါ ထိုသားအဖနှစ်ယောက်စားတောက်သွားသည်ကိုကြည့်ပြီး သူတို့၏အစာအိမ်သည်ယောဂပိုးမရှိနိုင်ဘူးလားဒါမှမဟုတ်ရင်နေပူထဲလျှောက်သွားနေသောအခါနေအောင်ကြီးက ခန္ဓာကိုယ်ထဲကိုထိုးပေါက်ဝင်ရမှုကြောင့်ယောဂပိုးတွေတည်စီပြီလားအစာအတော့မတန့်ပြန့်လင်းယောဂရနိုင်ခြင်းကိုထိုသားအဖနှစ်ယောက်မသိတာလားကြယူပင်မဆိုင်လေသလားဆိုတာစဉ်းစားမရပဲဖြစ်နေ၏ ထိုသားအဖနှစ်ယောက်ကိုအကြောင်းပြုကတောင်တွင်းမြောက်တွင် တွေ့တော်ရင် မောင်ကျော်သည်၎င်းလူနှုတ်ဦးကြံရစ်ခဲ့သည်ဆေးလိတ်တို့ကျွတ်ကျွတ်အိတ်နှင့်ပလတ်စတစ်အိတ်တို့ကိုလည်းကောက်ယူရင်းအမိုက်ပုံးတဲ့သို့ထည့်လိုက်၏ထို့နောက်ရေချမ်းစင်ဤတောက်ရီအိုးရေများကိုအစ်စ်ပြန်လဲပေး၍တောက်ရီကွက်ကို ပြန်လဲဆေးကြောတတ်ဆင်ပေးရန်ပြင်ဆင်လိုက်၏ထို့အချိန်တွင်မောင်ကျော်ရဲ့စိတ်ကူးထဲ၌ ူပြင်းသောနေရောင်အောက်တွင် တွန်းလဲတွန်းကတချင်းတကြောကြောဖြင့်ထွက်သွားခဲ့သောတာအဖနှစ်ယောက်ကိုမိမိကြိုက်နေသက်သောဇလိုက်အနေအထားတွင် ပါဝင်နေပြီလို့တွေးကဇညိုးပုံဖော်နေမိ၏။ဆာရဲသူရဲ့ဝိထုလေးကဒီမှာပြည့်စုံပါပြီရှင်။တော်တာရှင်အပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။ နောက်ထပ်ဘဝတရုပ်ဖော်ဇလန်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notification bell လေးကိုနှိပ်ခဲ့ပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်